်မြကြခင်ရဲ့မျက်လုံးတွေမှာကြီးမာယာတွေမပါဘူးဟန်ဆောင်မှုတွေမပါဘူးเนาะအာဝပဲပြောတဲ့ပုံเนาะအဲ့တော့ညင်းမှဆိုရင်လေကို့ဘက်ကအချက်လို့ခိုင်ခိုင်လုပ်ပြီးတော့လာညင်းเนาะအဲ့ဒါဆိုလို့ရှိရင်ကိုလည်းညင်းရတာတန်တာပေါ့ဟုတ်လားအကဲကို့ဘက်ကအချက်လည်းလက်မခိုင်မဲနဲ့လာညင်းတချို့တွေကကြတော့အမှန်တရားပြောတာကိုလက်မခံတာတချို့နေနံနေတော်တော်များများကသူတို့ဘေးရင်သွားမိပြီသူတို့သူတို့ကိုဆရာတွေကပြောပြီဆိုကောင်းတာပဲပြောစီချင်တာမကောင်းတာမပြောစီချင်ဘူးကိုယ့်ရဲ့စိတ်ကောအဲ့ဒီလိုဖြစ်နေကြလीမရဘူး ဇာတာဟောပါလေဆိုမှနိုင်မကောင်းတာလဲဟောမှာကောင်းတာလဲဟောမှာအဲ့ဒါမှဆက်ရလေလူတယောက်ကိုတွေ့တာနဲ့ဆ iam မပြောပြမယ်ဆ iam အခုဆ iam မြကြခင်ရဲ့စတိုင်ကဒီတိုင်းပဲဆ iam ပွင့်လင်းလင်းပြောတတ်တယ်တချို့ဆိုရှိပါတယ်နော်သမီးလေးတာလီဘုရားဟူတာသမီးလေးဒီကလေသူတို့ရဲ့စိတ်နေသဘောထားအဲအဲ့ဒီလိုဆ iam မမရဘူးဆ iam မမရဘုရားအခုတွေကရှူရှူတိုင်းတိုင်းဖြစ်တယ်တနေ့သုံးခါယူတယ်စိတ်ကောက်လို့ရှင်သူများနဲ့မတူဘူးအဲ့ဒါအမှန်တရားလေး ဒါပေမဲ့ဆရာမပြောတာနဲ့သူတို့ပြောတာဘာကွာလဲဆိုတော့သူတို့ပြောတာကလည်းဒါဖြစ်ချင်မှဖြစ်မှာဒါပေမဲ့သူတို့ကသူတို့ပြောလိုက်လို့တစ်ဖက်ကလူကသူတို့ကိုဆဲမှကြောက်တယ်ဆရာမဆဲမှဆရာမလူတယောက်ကိုပြင်စေခြင်းတာသူတို့ရဲ့ဇယိုက်ကလေးအမှန်လေးကိုသိစေခြင်းတာကောင်းစေခြင်းနဲ့လူတယောက်ဖြစ်တာဖြစ်တဲ့အတွက်သူတို့မျက်လုံးထဲမှာထင်ထင်ရှားရှားမြင်အောင်ပြောပြတာတချို့ကအဲ့ဒီလိုမပြောနော် ုံးရဟူသားလေးတွေကလေသူတို့ကအင်မတန်ချစ်စရာကောင်းတယ်သူတို့ကလေစိတ်ဆိုးပြီဆိုလို့ရှိရင်သူတို့ကလေအဲဘယ်သူမှချိုးလို့မရအဲ့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 လေးတန်းနဲ့လာတာမရအောင်ဆရာမမရင်ငယ်တုံးရက်တဲ့အတန်ဆရာမမရအောင်ဆရာမဆရာမဆရာမမိမကြီးတာဖြစ်နေတာလူကကြကြရရမိမသားဆိုတာအဲ့ဒါမြကြခင်ပဲနော်မြကြခင်ကနှွဲနှောင်းမနေဘူးနော်ပြောစရာရှိရင်ပြောချရတာပြီးပြီး နော်ဟိုမြကြခင်ရဲ့မျက်လုံးတွေမှာကြီးမာယာတွေမပါဘူးဟန်ဆောင်မှုတွေမပါဘူးနော်အဲလူတယောက်ကို ကြည်ပြီးဆိုရင်အဲကြည်ကြာနေတဲ့အတကုံကြည်ပြီးตาลียาลีตะมีลีกาลีอ้าไม่อยากไม่อยากญาติจาคินสไตล์ไอ้สไตล์หมดเนาะดีมาดีมาเสี่ยม่าเสี่ยม่าติดต่อซ้อลูกชินน้องตะชินลีหันซองลูกชินน้องมาไอ้ตะชินเนี่ยมาไอ้เม็ดลงเนี่ยไอ้อณีทายะโบหาโหลีงากาหลอกย้ายมาไอ้ป่งตะบုံย่าดา ဆီယာမရဲ့စတိုင်ကဒီတိုင်းပဲဒီတိုင်းဆိုတော့ဒီတိုင်းရိုက်လို့အဆင်ပြေတချို့ကလည်းမျက်လုံးပြူပြိုင်ကြောက်လို့နော်အဲ့တော့ကြတော့ဆီယာမဆီယမတက်တော့ရိုက်လို့ရှင်တော့မှာတက်တော့မှာတင်တန်းတင်ရမလို့ဖြစ်နေဒါတော့မှမနေကျင်ထားတာနော်ဒါဒါဆီယမတော်တော်တော်လာတာပြောရမှာနော်အရင်ဆိုအဲ့လောက်ကိုမရအောင်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဆီယမတို့ရဲ့မူဆီယမတက်တော့ဆိုတာကိုတက်တော့ကိုသုံးရတာကိုမကြိုက်တာ ။ဘာဖြစ်လို့မကြိုက်လဲဆိုဆီယမစိတ်ကိုပြောပြမယ်။ဆီယမမျိုးချစ်နော်။မျိုးချစ်ဆိုတာဟိုဘောမာတွေမျိုးချစ်တာတီးတန့်ချစ်တာဆီယမကတော့ကိုယ်နိုင်ငံကိုကိုချစ်တာ။တရုတ်နိုင်ငံထုတ်တာဒီတစ်တော်ကနော်။တစ်တော်တစ်တော်ရဲ့မူရင်းကုမ္ပဏီပိုင်ရှင်ကတရုတ်ဖြစ်နေလို့ဆီယမတစ်တော်ကိုစပေါ်တော့ငါမစော့တာ။အဲ့ဒါမျိုးချစ်တာအဲ့ဒါကိုပြောပြတာကိုမြန်မာနိုင်ငံမဟုတ်လို့ ဟုတ်ပြီနော် Facebook ကြတော့ဘာလို့သုံးတာလဲဆိုတော့ Facebook ကြတော့ဒီနိုင်ငံကြီးပေါ့နော်အဲတရားမျှတရဲဒီမိုကရေစီနဲ့ညီတယ်ဆိုတော့နိုင်ငံမလို့ဆရာမ Facebook ကိုသုံးတယ်ဆရာမအဲ့လိုမျိုးဆရာမမျိုးချစ်ကြောင်ပြောပြမယ်ဒါကတော့ကိုကိုကြည့်တယ်လူလည်းတိတ်မရှိဘူးပေါ့နော်ဆရာမအခုထိုင်းကိုရောက်တာတစ်နှစ်ကျော် ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေစိုက်ဖွင့်ထားတာတကယ်နာမည်ကြီးတယ်ဆယ်လီတွေကြော်ညာတယ် နော်လိုင်းပေါ်မှာဆယ်လီတွေကြောညာတယ်အဲ့ဒီဆိုင်တွေကတရားဝင်ဖွင့်ထားတာအဲ့ဒါအခုထိုင်းမှာဖွင့်ထားတယ်လက်ဖက်ရည်ဆိုင်တို့အတုပ်ဆိုင်တို့ဆရာမသွားစားတယ်သွားစားတယ်69ဘတ်ဆိုတဲ့ဟိုမုံငါဆိုတာနာမည်ကြီးတယ်ဟိုညိုတဲ့ညိုတဲ့မှာရောင်းတယ်အရန်ကားပိတ်တယ်အရန်ကားကလည်းဈေးကြီးရဲ့ဆရာမသွားစားတယ်မုံငါမကောင်းဘူးလားကောင်းပါတယ် ဒါပေမဲ့ဗကန်လေးညှီးဆုံရပါအဲ့ဒီမုံငါဘက်ကလေမုံငါအရေရကောင်းတယ်မုံငါဘက်ကလေပရမတစ်ခါစားလုံးကကောင်းနောက်တစ်ခါကျတော့မုံငါဘက်တွေကချင်းနေတာအဲ့ဒါလေးပြောမှအဲ့ဒီအဲ့ဒီကုံတိုင်းမှာလူလဲမရှိဘူးဆရာမကိုသွားစားတာကို့မြန်မာနိုင်ငံသားရောင်းတာဆိုတော့လေကို့မှလေတိလားပတ်စံလဲအကုံတော့ကွာဟုတ်လားကားကလဲကုံတယ်တွားလဲစားတယ် ကို့မာလေးကို့မြန်မာပြည်သားရောင်းတာဆိုတော့မကောင်းဘူးပြောမှဆိုရင်ပေါ့နော်ဗကန်တွေကညှီဆုပ်နေတာလေညှီတော့မစားနိုင်ဘူးလေနော်မုံငါဘက်ချင်းတော့ကြတော့ကို့မစားကြအောင်မုံငါဟင်းရတော်တော်ကောင်းပါတယ်တော်တော်ကောင်းတယ်ဒါပေမဲ့ကို့မာဗဇက်ပိတ်ပြီးပြန်လာတယ်မပြောဘူးဆီယမအရန်တော့မဟုတ်ရင်မခံဘူးပြောတာအဲသူများရှိမှဆီယမအကျင့်မကောင်းတာပြောပြတာဘလောက်မျိုးချစ်လဲဆိုတော့ပြောပြတာသူများရှိမှကုတီကိုသွားစားတာ55ဘက်ပေးရတယ်တပွဲကို အဲအဲ့ဒါကြတော့ဗျာကြက်သားညှီလို့ဆိုပြီးတော့ဆရာမအဲ့ဒီဆိုင်ရှင်ကိုပြောခဲ့တယ်ထိုင်းလို့ပြောခိုင်းတာเนาะအဲထိုင်းလို့ပြောလိုက်လို့ဟင်းရအရန်ညှီတယ်လို့အဲဆရာမအကျင့်မကောင်းတော့ဘောเนาะကို့မြန်မာဆိုင်ကြတော့အော်ငါမြန်မာနိုင်ငံသားတွေသူများနိုင်ငံမှာရောင်းရတာဟဲ့အခွန်ခနဲ့ပေါ့เนาะဒီလိုနေရာကြီးမှာရောင်းဆိုတော့အခွန်ခစေးကြည့်တယ်ပြီးတော့မြန်မာနိုင်ငံထိုင်းနိုင်ငံမှာပေါ့နော် ခိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေစိုင်းတရားဝင်ဖို့မို့ဆိုတာမလွယ်ဘူးပေါ့အဲ့ဒါနဲ့ဗဇက်ပိတ်ပြီးပြန်လာတာအဲ့ဒါပြီးလာမပြီးတော့အဲ့ဒီတဆိုင်သွားတယ်နောက်တဆိုင်သွားတယ်ဒေလောက်လောက်၄ပေလောက်ရှိတဲ့တိုးရှည်ရောင်းတဲ့ဆိုင်နော်ဆီယမသွားတယ်အဲ့ဒီမှာအဲ့ဒီ၄ပေလောက်ရှိတဲ့တိုးရှည်တိုးရှည်ကဆီယမစားနေကြဆိုရိုးနေတိုးရှည်မစားခဲ့ဘူးဓာန်ပေါက်စားတာဓာန်ပေါက်စံကောင်းပါတယ်အိန္ဒိယစံမျိုးဆီယမတို့ကအိန္ဒိယမျိုးနဲ့ဆိုအိန္ဒိယစံကိုသိတယ်အဲ့ဒီမှာလောက်ထားတဲ့စံအရန်ကောင်းတယ်အိန္ဒိယစံဒါပေမဲ့လေ လုံးဝအဲ့ဒံပေါက်ကပေါ့ချုံနေရပါဘာရသားမှမရှိဘူးအဲ့ဒီမှာရှမ်းခေါက်ဆွဲမှာဆိုတော့ရှမ်းခေါက်ဆွဲကပေါ့လို့ဆိုပြီးတော့နည်းနည်းပြင်ခိုင်းတာလေးငံတူးနေရပါဟဲ့စမရဘူးအဲ့ဒါလဲဆီယမမြတ်ကြခေရဗဇက်ပိတ်ပြီးတော့ပြန်လာတာတိလားနော်လက်ဖေးတော့ကောင်းတယ်လက်ဖေးကောင်းတယ်နောက်တစ်ဆိုင်ရှိသေးတယ်ပြောပြမယ်နောက်တစ်ဆိုင်အကြဟိုယူနေခရီးရေးချိတ်ထားတဲ့ဆိုင်လေးအဲ့ဒီဆိုင်သွားတာအဲ့ဒီမှာလေး စီချက်ခေါက်ဆွဲစားတာလေတို့ဒီမှာလေစီချက်ခေါက်ဆွဲဆင်ခေါက်ဆွဲပြုတ်တာလေရေဖြိုးတဲ့ဟာအဲ့ဒီဟာကိုစီချက်လုတ်ပေးထားတော့မကောင်းဘူးဒါမှမဟုတ်လက်ဖိအေးကောင်းတယ်လက်ဖိအေးကောင်းတယ်စုံမှုစာရမ်းကောင်းတယ်မြန်မာနိုင်ငံကိုမှီတယ်ပေါ့နော်ဆီယာမားလေဆီယာမားမြတ်ကြခင်ကအစာတလိုင်းအစာတလိုင်းဆိုတာဆီယာမားမြန်မာနိုင်ငံမှာလေရန်ကုန်မှာနေတာရန်ကုန်မှာနေမြန်မာနိုင်ငံမှာနေလို့ရှိရင်ဆီယာမားနေတဲ့နေရာမှာဘယ်ဆိုင်ရကောင်းတာတော့ဘယ်ဆိုင်ရဈေးကြီးကြီးဘယ်လောက်ဈေးကြီးကြီးဘယ်လောက်ကောင်းကောင်းအဲ့ဒီဆိုင်မှာဆီယာမားစားဘူးတယ်ပွားဆိုင် ကောင်းတဲ့ဆိုင်ဆိုလို့ရှိရင်ဆီယမမှတ်ထားတာမှတ်ထားပြီးတော့ဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့အမျိုးတွေလာလို့ရှိရင်လိုက်တွေးတယ်တငယ်ချင်းမိဆွေပေါင်းသင်းတွေလာရင်လိုက်တွေးတာအဲဆီယမများကြခင်လဲတွဲမယ်ဆိုလို့ရှိရင်စားတော့ကောင်းကောင်းစားရတယ်အဲဈေးဘလောက်ဈေးကြီးကြီးနာမည်ကြီးတဲ့ဆိုင်ဆိုဆီယမများကြခင်ရောက်တယ်အဲ့ဒါမြန်မာနိုင်ငံမောင်းရရင်ဆီယမအကျစ်ရန်ကုန်မှာဆိုဆီယမဘယ်နေရာမှာဟော့ပေါ့ကောင်းနေဟုတ်လားဟော့ပေါ့တော့မစားဘူးဆီယမပါလဲ အဲမာလာဟင်းလိုပါလို့ရှန့်ခေါက်ဆွဲလိုပါလို့အဲ့လိုဖတ်ထုတ်လိုပါအဲ့ဒါနဲ့ပတ်သက်လာတဲ့ဟာကြီးစားတယ်လက်ဖေးဆိုလည်းဘယ်ဆိုင်ကောင်းတယ်သိရပေါ့နော်အဲ့ဒီလိုမျိုးကိုကကောင်းတယ်ဆိုတဲ့ဆိုင်ကိုပဲလိုက်စားတာအဲကောင်းရမယ်တန်ရမယ်ဈေးတန်ရမယ်ပေါ့နော်အဲ့ဒီလိုမျိုးစားတာဖြစ်တဲ့တွေ့အစားတောင်းနဲ့ပတ်သက်လာရင်ကိုကအစားတလိုင်းပေါ့နော်ဘယ်ဆိုင်ကောင်းလဲပေါ့နော်ရန်ကုန်မှာဆိုတဲ့ကောင်းတဲ့ဆိုင်ရှိပါတယ်နာမည်ကြီးတယ် ။ဆီယာမဆိုမြေအိုးမီးရှည်ဆိုလို့ရှိရင်ဆီယာမတို့ရန်ကုန်မှာဆီယာမဒီလူအခွင့်ရင်းနဲ့ဗာတင်တန်းလာတက်တုံးကဆိုငယ်သေးတယ်။အဲ့တုန်းကဆိုမြေအိုးမီးရှည်စပေါ်ကစနော်မြေအိုးမီးရှည်ဆိုတာတိတဲ့အတိုင်းမဒီထက်မှအရွက်တွေအစုံပဲ။အရွက်တွေအစုံကိုရှူရှဲရှဲနဲ့ဆက်ဆက်ကလေးစားရတာအရေးလေးနဲ့အဲအဲ့ဒီလိုမျိုးအဲ့ဒါဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်မကုံအခုဆိုရင်ကုံတယ်အဲ့ဒီဆိုင်သွားရင်ကုံတယ်အဲ့ဒီဆိုင်တကယ်ကောင်းတယ်ညဘက်ဆိုရင်ကြိတ်ကြိတ်တို့ဆိုင်လေးကတိတ်တိတ်လေးနဲ့အရန်ရောင်းရတာလောက်ပေးတာကြလဲတန့်ပြန်တာပေါ့နော် အဲ့ဒီလိုပဲကြက်စီထမင်းတို့ဒံပေါက်တို့ဘယ်နေရာကောက်လဲဆရာမသိတယ်အဲ့အဲ့ဒီလိုပေါ့နော်သိရဆိုလို့ရှိရင်ကိုကဒီနေရာကောက်နေဆိုမှတ်ထားတာဘာဖြစ်လို့လဲမှတ်နေအောင်ကိုကောက်တာစားပြီးလို့ရှိရင်ကိုရှိလာလဲတဲ့မိတ်ဆွေကိုရှိလာတယ်ကလေးတငယ်ချင်းပေါင်းတင်ကိုရဲ့ညီကိုမောင်နှမတွေလိုက်တွေ့တယ်အဲဆီယမနာခီမီဆိုရင်မပူနဲ့အဲ့ဒါစားကောင်းတောက်ကောင်းဆိုင်စားရတယ်အဲတကူးတကောက်ကိုပတ်ဆက်အကုန်ခံပြီးလိုက်ကျွေးရအဲ့ဒီလိုမျိုးကိုလည်းကောင်းတာပဲစားတယ်မကောင်းတာမစားဘူးဆီယမကကြတော့ ဝါသနာပါတာအဲ့ဒီအဲ့ဒီကောင်းကောင်းစားတဲ့ကောင်းကောင်းစားတဲ့ဟာပဲအဲ့ဒါဝါသနာပါပေါ့နော်ကြာနာရွှေဝတ်တာတို့ပါအဲ့ဒါတိတ်ဝါသနာမပေါ့နော်အစားတလိုက်မပြောမှဆိုနောက်တစ်ခုပြောပြမယ်အခုဒီ line ပေါ်မှာတက်တော် line ပေါ်မှာနာမည်ကြီးတဲ့ရှမ်းဆိုင်လေးရှမ်းခေါက်ဆွဲတို့ပါလို့ရောင်းတဲ့ဆိုင်လေးအဲ့ဒီဆိုင်တပွဲပေါ်မှာ80 65ဘက်အဲ့ဒီဆိုင်ကထိုင်ကုန်လေး6ခုပဲရှိတယ်အဲ့ဒါဘယ်နားမှာလဲဆိုတော့ဒီထက်မှဆရာမပုံလေးတင်မြဲမြဲဟိုရှမ်းကောင်းပေါင်းလေးနဲ့အနီလေးနဲ့အဲ့ဒီဆိုင်တကယ်ကောင်းတယ် တကယ်ကောင်းတာဘာကောင်းတာမှမမေးဘူးရှမ်းခေါက်ဆိုတိုးဘူးနွေးနဲ့ကောင်းတယ်ရှမ်းနဲ့ပတ်သက်တာပဲသူကရတယ်ကျန်တာမရဘူးတိုးဘူးနွေးနဲ့ကောင်းတယ်နောက်စီချက်ခေါက်ဆွဲကြတော့ကြတော့ခေါက်ဆွဲဘက်ကောင်းတယ်စီချက်ကမကောင်းဘူးဘာဖြစ်လို့သူကခေါက်ဆွဲဘက်ကခေါက်ဆွဲဘက်ကတော့ကောင်းတယ်မြန်မာနိုင်ငံကိုမိတယ်မြန်မာနိုင်ငံမှာခေါက်ဆွဲဘက်ကစီချက်ရဲ့သဘောထားသိရမလားဂျုံခေါက်ဆွဲလုတ်တဲ့ခေါက်ဆွဲနဲ့စီချက်နဲ့ပုံစံနဲ့အဲ့ဒါမှစားလို့ကောင်းတာလေအဲ့ဒီလိုမဟုတ်ဘဲနဲ့သူကပြုတ်ထားတဲ့ခေါက်ဆွဲခေါက်ဆွဲကြောက်လို့ပြုတ်ပြီးယူနေဖြောပြီးတော့စီချက်လုတ်တယ်ဆိုစားလို့မကောင်းဘူးအဲ့ဒီဆန်ကကြတော့ခေါက်ဆွဲအစ်စ်ကောင်းတယ် ဒါပေမဲ့ तू อ่ะစီချက်ကိုတိတ်မလုပ်တတ်ဘူး6 6နဲ့ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာဟင်းတုတ်ကောင်းပါတယ်အဲ့ဒီမှာဆရာမစားခဲ့တာဟင်းတုတ်စားတယ်။နောက်တူဘူးတုတ်စားတယ်။ဟိုဟာတူဘူးနှွေးစားတယ်။အဲ့ဒီစီချက်ခေါက်ဆွဲစားတယ်။ကောင်းတာဘာကောင်းလဲဆိုတော့အဲ့စီချက်ခေါက်ဆွဲရကြတော့ခေါက်ဆွဲကောင်းပါတယ်မြန်မာနိုင်ငံကိုမှီတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီမှာစီချက်လုံးပုံလုံးကြီးက6 6ကြီးစားလို့မကောင်းဘူး။ဒါပေမဲ့တူဘူးနှွေးကောင်းတယ်။တူဘူးနှွေးတကယ်ကောင်းတယ်။တူဘူးနှွေးကောင်းတယ်။တူဘူးတုတ်ကောင်းတယ်။အဲ့ဒီမှာဟင်းတုတ်ဟင်းတုတ်ကောင်းတယ်ဗျာ။နော်။ အဲကောင်းကောင်းလေးနဲ့ကိုကပတ်စံကုန်ကြခံပြီးစားကျင်တယ်ဆိုအဲ့ဒီမှာသွားစားဒါကတော့ကိုမြန်မာပြည်သားချင်းမြန်မာလိုပြောတာပေါ့နော်ထိုင်းနေရှိမှာတော့မပြောပါဘူးဘာလို့ဆိုကိုကကိုနိုင်ငံကိုချစ်တာလေသူများနိုင်ငံမှာကွာထိုင်းနိုင်ငံမှာစိုက်တဆိုင်တရေဝင်ဖို့မို့လွယ်တာမှမဟုတ်တာအဲ့တော့လွယ်တာမဟုတ်တော့ကိုကဗဇက်ပိတ်ပြီးပြန်လာတာပေါ့ဘာပြောမလဲဒါပေမဲ့လေမြကြခင်ရမှာသူများနိုင်ငံမှာသူများဆိုင်ကြတော့သွားပြီးတော့ကုတီယိုစားတာ45ပဲပြရတဲ့တို့တပွဲကိုအဲ့ဒါလေးတပွဲသွားစားကြတော့ခောက်ကြက်သားညှီလို့တဲ့အဲ့ဒါဆိုင်ရှင်ကိုပြော့ခဲ့တယ်ဗျာ နော်အမအမဟိုခောက်ဆွဲရပေါ့နော်ဒီဒီဟိုဟာကုတ္တိယူဟာပေါ့နော်ကုတ္တိယူဒီကျန်နာကုန်ကောင်းနေတဲ့ဟင်းရီကညှီစော်ရမ်းနံနေတယ်အဲ့ဒါပြောခဲ့တယ်မစားဘူးဗျအဲ့45ဘတ်ပေးပြီးတော့အဲ့ဒီဆန်ထလာခဲ့တယ်အဲ့ဒါသူများဆိုင်ကြတော့45ဘတ်ပေးရတာကိုသွားပြောတယ်အဲ့ဒါများကြခင်ကအကျင့်မကောင်းတာပေါ့နော်အဲ့ဒါတော့ဆီယမရဲ့အကျင့်မကောင်းတာဘာလို့ဆိုသူများသူများသူများဆိုင်အဲ့ဒါဆီယမအခုမှဒီမှမဟုတ်ဘူးမြန်မာနိုင်ငံမှာနေလို့ရှိရင်လည်းအဲ့တိုင်းပဲ ဘဲဆိုင်ကောင်းတယ်မကောင်းဘူးဆိုတာကိုကိုစားတဲ့ဆိုင်ကိုပေါ့နော်ဘာလို့ရင်လိုတယ်ပေါ့နော်ဆရာမအဲ့လိုပေါ့နော်ကောင်းတဲ့ဆိုင်ဆိုလို့ရှိရင်သူတို့ရဲ့လိုအပ်ချက်လေးပါရှိလဲပြောပေးခဲ့တာဘာဖြစ်လို့လဲသူတို့ပြင်ပြီးတော့ရောင်းလာတယ်ဆိုလို့ရှိရင်သူတို့စီဝါရေးကောင်းသွားလေကိုကစားသုံးတဲ့လူဆရာမလက်ဖေးဆိုလဲလက်ဖေးဘဲဆိုင်ကောင်းလဲတည်ရတည်ရဖြစ်တဲ့အတွက်လက်ဖေးတစ်ခွက်ကိုတောက်လိုက်တာနဲ့ဒီလက်ဖေးမှာ လီဒီဒီလေးဖေးရီမှာဘယ်ဟာကောင်းတယ်မကောင်းဆိုကိုကသိရတာသိတယ်ဆိုကိုကမျှဝေပေးခဲ့တာပေါ့နော်အဲဒါလေးကအရသာကောင်းတယ်ဒါမှမဟုတ်အဲ့မှာစားလေးပေါ့နေတယ်ဘာလေးပေါ့အဲ့လိုလေးပြောတာပေါ့နော်အဲ့ဒါမြန်မာနိုင်ငံမှာလည်းပြောနေကြပဲဒီထိုင်းရောက်တော့လေအဲ့ဒီလိုပေါ့ကိုတီကိုစားသူများဆိုင်မှာပြောခဲ့တယ်ဒါပေမဲ့ကိုမြန်မာနိုင်ငံဆိုင်ကိုသွားစားတာကြတော့မပြောဘူးပါဇက်ပိတ်ပြီးပြန်လာခဲ့တယ်နော်အေးအဲ့ဒါတော့ဆရာမမြတ်ကြခင်အကျင့်မကောင်းတာပေါ့နော်တရားမမြတ်တာဒါလေးကိုဒါလေးကိုလာပြောပြတာနော်အဲ့ဒါမြတ်ကြခင်လို့ခေါ်တယ် အဲ့ဒါပြောတာအဲ့ဒါကြဘာလဲဆိုမျိုးချစ်တာလေမျိုးချစ်တယ်ဆိုတာအဲ့ဒီလိုချစ်ရတယ်နော်မျိုးချစ်တယ်ဆိုတာအဲ့ဒီလိုချစ်ရတယ်မဟုတ်ကဟုတ်ကဟိုမှာဟိုမှာဖုံးကြီးတွေကိုတက်ဖုံးကြီးတွေကိုခူလုံးလုပ်ပြီး6 6မျိုးချစ်တယ်ဘာချစ်တယ်ဆိုရှောက်ပြီးလုံနေအဲ့ဒါကြီးကြတာမျိုးချစ်တာမဟုတ်သူတို့ရဲ့ကိုကြိုးကြောင့်ဟုတ်လားသူတို့ရဲ့ကိုကြိုးစည်းဝါးကြောင့်သာသနာရဲ့ဘာသာဘာသာသာသနာကိုထိကြိုက်ပြီးတော့ဘာသာသာသနာကိုဘာသာသာသနာကိုထိကြိုက်ပြီးတော့ခူလုံးလုံနေရလေ မင်္ဂလာပါမင်္ဂလာပါရှင်နော်ဆီယမတို့မျိုးချစ်တာကြအဲ့လိုချစ်တာနော်အဲ့ဒါဘလောက်ဘလောက်ကုန်လဲမယုံတထောင်ကျော်ကုန်တယ်ဗဇက်ပိတ်ပြီးပြန်လာတာနော်ကားတွေသွားရတာမှကြက်မှကြက်ဒါမဲ့မုံငါဟင်းရေကောင်းပါတယ်မုံငါလက်ရမြန်မာနိုင်ငံကိုမိတယ်ဒါပေမဲ့အဲ့ဒီမုတ်ဖက်ကချင်နေတာပေါ့နော်မုံငါဘက်ကချင်နေတာအဲ့ဒီထဲ့ပေးတဲ့ပကံညှိတာဟဲ့ညှိတာစဉ်းစားကြည့်လေပကံတစ်ခုကညှိစုံနေတော့ဘယ်လိုစားမလဲအေးအဲ့ဒါပဲ ိုဒံပေါက်စားတဲ့ဆိုင်ကတော့ဒံပေါက်ကတော့စံကောင်းပါတယ်သူတို့လှုပ်ထားရလဲလက်ရကောင်းတယ်စားပေါ့နေတော့ဘာမှစားလို့မရဘူးနော်ပေါ့လွားလွားကြီးအဲ့ဒါခရှမ်းခောက်ဆွဲမကောင်းလို့ဆိုပြီးရှမ်းခောက်ဆွဲပေါ့လို့ဆိုပြီးတော့ပြင်ခိုင်းလိုက်တာအဲ့ဒီရှမ်းခောက်ဆွဲကိုဘာတွေထည့်လာလဲမသိဘူးငံတူးနံစားမရဘူးဒီတိုင်းထားခဲ့ရတယ် အင်္ဂါသမီးကြည့်ပြီးလို့ရလာတယ်ဆရာမပြောမနော်ဆရာမလိုက်လွှင့်တာပြောချင်တာပြောဖို့လွှင့်တာနော်မြန်မာနိုင်ငံအတွက်အရေးကြီးရင်လွှင့်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့ဟာတွေဇာတာဟိုးရမှာဆိုလွှင့်တယ်ဟိုဘောမနဲ့သတောင်းစားမင်းအောင်လံကိုပြောရမှာဆိုလွှင့်တယ်နော်ကြံတဲ့ချိန်ဆရာမလိုက်လွှင့်လိုက်မှာချိန်ပြီးတော့အဲ့ဒီလိုမျိုးအလားအဲ့ဘေးရင်ဟောတာမဟုတ်နော်လိုက်မှာချိန်ပြီးဘေးရင်ဟောတဲ့ထက်မှာဆရာမမျက်ကြာခင်မပါဘူးရှင်နော်အဲ့ဒါလေးမှတ်ပေးထားနော်မျက်ကြာခင်ကလိုက်မှာဘေးရင်ချိန်မဟုတ် ်နော်ဘေးရင်မေးခြင်းအလကားလည်းမဟုတ်ညာပူဇော်ကားနဲ့ခေါ်တယ် Facebook CV တခုမှပဲခေါ်တယ်ဆရာမရှိဘေးရင်မေးမယ်ဆိုမိမိအကြောင်းကိုလည်းလုံးဝကြိုပြောပြစရာမလိုမိမိရဲ့ Facebook profile ပိတ်ခဲ့ profile မှာမိမိပုံတင်မထားနဲ့မွေးနေ့မွေးလမွေးခွနဲ့ညာပူဇော်ကပေးလိုက်ကာယကရှေဗဇက်ပိတ်ပြီးတော့အလှဲ့ကျဟောပေးမယ်ချိန်ကိုစောင့်ရမ နော်ဆရာမအလှကြဟောပေးတဲ့အချိန်ကြလို့ရှိရင်ကာယကံရှင်ရဲ့ဘဝတသက်စာလုံးဘာမှကြိုပြောပြစရာမလိုပဲအကုန်ဟောတာရှေ့ဖြစ်မဲ့လ ీల စာအကုန်ဟောတာဘေးရင်ဟောတာကိုလိုက်မှချိန်ပြီးလက်တွေထောင်းပြီးရှောက်ပြောတာမျိုးလိမ်လိမ်မစားဘူးနော်ဘေးရင်မေးချင်လဲဆိုအဲ့ဒီလိုလာမေးနော်နောက်တစ်ခုဆရာမကျွန်တော်တို့ကအဲ့ဒီလိုမတက်နိုင်ဘူးဆိုရင်မမေးနဲ့ဆရာမအဲ့အားတဲ့အချိန်ကျရင်900သသမိတွေကိုတပတ်စာဘေးရင်ဟောစရန်လေးတင်ပေးတယ်ဟောပေးတဲ့အချိန်ကိုစောက် ်နော်အဲ့ဒါကြတော့ဘယ်လိုပြောမလဲဆိုတော့ဟောပေးတလောက်တော့သိရတာပေါ့နော်ပို့သိချင်ညံပူဇော်ကနဲ့လာမိလीနော်ဆီယာမတို့သူများနိုင်ငံနေရအလကားနေရတာမဟုတ်ဘူးနော်ဘေးတွေအလကားဟောတယ်လို့ဟိုဟိုဟာဟိုဟာချင်းနဲ့ဟောတယ်ဆိုတာအဲ့ဒါသူတို့ကခုမှစဟောတာမလို့သူတို့မိတ်ရအောင်လို့ရှောက်လုံးနေရဆီယာမဒီဇာတာဟောစားတာ22နှစ်ရှိပြီမနေ့တနေ့မှဟောစားမှာမဟုတ်နောက်တစ်ခုကတက်လို့ဟောစားတာငတ်လို့ဟောစားတာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆီယာမတို့ကကိုယ့်ပညာကိုတန်ဖိုးထားတယ်နော် ကိုပညာကိုတန်ဖိုးထားတယ်ပြီးတော့ဆရာမရှိသေးတယ်မင်းဘာမှပြောစရာမလိုပါဘူးဆိုမှရုပ်လည်းကြည့်စရာလည်းမလိုရုပ်ကြည့်ပြီးလည်းမဟုတ်ဘူးเนาะနောက်တစ်ခုဘေးရင်မင်းဘလောက်လဲဗလာညာမေးတဲ့လူတွေဘေးရင်မင်းညံပူဇော်ကတကူကိုထိုင်းပတ်900အဲ့ဒါတော့မှကြိုက်မှလာမင်းမကြိုက်မမင်းနဲ့အလကားလည်းမဟုတ်ဘူးတဲ့ပြောတာ ဘာဖြစ်လို့လဲဆိုတော့အဲ့ face ဒီ TikTok အကောင့်မှာ TikTok အကောင့်မှာအဲ့ဒီမှာညံပူစော်ကတွေပြောလို့မရဘူးရေးလို့မရဘူးဆိုတာ TikTok သုံးတဲ့လူတိုင်းသိတယ်တချို့ကတမင်္ဂလာကိုအကုဆိုများပြီးတမင်္ဂလာမေးနေတာသူတို့လည်းမေးချင်တာမဟုတ်တချို့ကတော့တကယ်မသိလို့လာမေးတာမသိစရာမရှိဘူးညကြခင်ဆိုမသိတဲ့လူမရှိဘူးဒီလောက်အာပြဲလန်ပြီးတော့ဒီလောက်ဒီလောက်စွာတေးလန်နေတဲ့ဆရာမကိုမသိစရာဘာကြောက်မှမရှိဘူးနော်ဇာနီဆိုတဲ့အကောင့်ကိုဖင်နဲ့ကိုပြန်ထိုးလိုက်အာနေကိုမေကိုပြန်လိုးနေလိုက်ခွေးလိုးမှသာ ဟုတ်ပြီလား သေးချင်းစိုးနဲ့သေးပါသေးသိုးရံသေးပါသေးသလားနှုတ်ငါကြိမ်ပေးအောင်မတခါလဲငါလိုက်ထဲမှာကြည့်ချင်းလဲဆိုကြည့်မကြည့်ချင်းကြော်သွားအဝင်မချောင်နဲ့နော်ဆရာမမြတ်ကြခင်လိုက်မှာအဝင်သွားချောင်မန်းရှင်းရမယ်လို့ငါတို့တော့ follow အတန်းရှင်းရမယ်မထင်နဲ့မြတ်ကြခင်ရေးတဲ့ပို့ဗီဒီယိုဖိုင်တွေတင်လို့ရှိရင်လော်ရာနဲ့ကျိန်တာအဲ့ဒါပဲရမှာ ကျိန်တာကိုလည်းမယုံဘူးဆိုရင်စမ်းကြည့်ရောနော်အခုမထီသေးရင်တော့မှတေချာပေါက်ထီကိုထီလိမ့်မယ်နော်ငါသူများကိုသွားပြီးတော့ဘောင်းမကြုံငါလိုက်ထဲမှာလည်းငါအော်ငါလိုက်ထဲမှာလာတဲ့လူမှန်သမျှငါကိုစီးနေကိုနေတာငါကိုတိုင်ကစီးကန်းနေနေတာငါလိုက်ထဲမှာလဲငါလိုက်ကြည့်တဲ့လူအကုန်လုံးကတိတယ်ငါအကောက်ဖော်လို့လုတ်ထားတဲ့လူကငါအကြောင်းသိပြီးသားနော်အဲ့ဒီလိုလာဟောင်နေတဲ့လူကအကောက်တုန်တဲ့ဟာတွေကအဲ့ဒါလိန်စားနေတဲ့ဟာတွေငါပြောမယ်ငါရဲ့ Facebook တွေ TikTok တွေမှာအဲ့ဒီနေလိန်စားတွေ live မှာဟောစာနေလိန်နေတဲ့လူကဘာလို့ follow လာလောက်တာတော့လောက်မထားနဲ့လေနင်တို့တက်တယ်ဆိုနင်တို့ဟောစာလေဘာလို့ငါ့အကောင့်မှာ follow လာလောက်တာတော့ငါတင်တဲ့ဟာတွေယူပြီးတော့ရှောက်ဟောနေတာနော်ဘေးဒင်မိမယ်ဆိုရင်မြန်မာနိုင်ငံသားတွေကိုပြောလိုက်မယ်ဘေးဒင်နဲ့ပတ်သက်လာလို့ရှိရင်ဘေးဒင်ဆိုတာထက်ဇာတာဆိုတာပိုပြောရင်မှန်ပဲဆရာမတို့ကဇာတာစစ်ပြီးတာနော် လိုင်းပေါ်မှာဘေးရင်မေးမယ်ဆိုလိုက်ချိတ်ပြီးတော့ဟောနေတာအဲ့ဒါလိန်လေးကြပဲเนาะတကယ်တက်လို့လှုပ်စားမဟုတ်သူတို့က follow မရသေးလို့เนาะတကယ်မတက်လို့ရမ်းဟောနေတာเนาะတကယ်တက်တဲ့ဆရာဆရာမရှိမှဘေးရင်မေးကျင်တယ်မှန်မှန်ကန်ကန်မေးတယ်ဘေးရင်မေးကျင်တယ်ဆိုရင်မိမိရဲ့ profile ကိုပိတ်သွားကြိုက်တဲ့ဆရာမရှိမှမေးမိမိကြိုက်တဲ့ဆရာဆရာမရှိမှမေးမိမိရဲ့ Facebook profile ပိတ်သွား profile မှာမိမိပုံမတင်နဲ့မိမိအကြောင်းကိုသူမေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့ ဘေးရင်မေးပါတယ်ဆိုမှအိမ်တော်ကြီးအဆင်မပြေဘူးသမီးကစီးပွားရေးအဆင်မပြေဘူးလို့သူကပြောတယ်နင်တို့အဲ့ဒါပဲဟောမှာပြောစရာအောင်မလို့တာဘေးရင်မေးတာညပစ္စံပေးပြီးတော့မေးတာကိုတိကျင်လို့သူကမေးတာအဲ့ဒါကိုကိုရဲ့အဆင်မပြေကြောင်းမပြောပြရအောင်သူကမေးလေကိုမပြောပြနဲ့ဘယ်ဆရာဆရာမရှိမှမေးမေးအပြင်မှာမေးမေးအတွင်းမှာမေးမေးအပြင်မှာမေးမှဆိုလဲမိမိရဲ့မျက်နှာကိုမတ်တက်သွားမိမိကြောင်မေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့တကယ်တက်တဲ့ဆရာဆရာမကြိုပြောပြစရာဘာအကြောင်းမှမရှိတာနော် လိုင်းပေါ်မှာဘေးရင်မေးမယ်ဆိုရင်မွေးနေ့မွေးလမွေးခွန်းနေတဲ့ညာပူဇော်ကပဲပေးကြာနာမပြောနဲ့ तू ပြောတာအစာဆုံးနားထောင် तू ဟောပြီးပြီလားမေးပြီးပြီဆိုတော့မှ तू ဟောတာကိုတေချာစဉ်းစားဆယ်ခွင်းဟောလို့ကိုခွင်းမှန်ရင်အဲ့ဒါမှန်တယ်အဲ့ဒါတကယ်တတ်တာနော်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဗီဒီယိုမေးမယ်ဆိုကို့ကို Facebook ကနဲ့ CB ကဗီဒီယိုကိုခေါ်မယ်ကို့ရုပ်ရုပ်ကြည့်မယ်ရှောက်ခေါ်မယ်အဲ့ဒါလိမ့်တာနောက်တစ်ခုဗီဒီယိုတကယ်တက်တဲ့ဆရာဆရာမမွေးနေ့ပေးမြန်မာလိုပေးပေးအင်္ဂလိပ်လိုပေးပေးအကုန်တွက်တတ်တယ် ရှင်တို့နှစ်တရာပြက်ကလေးရိုက်ပို့စရာမလို့ရှင်တို့ရဲ့အသက်ဘယ်လောက်ရှိပြီလဲပြောစရာမလို့နာမည်လည်းပြောစရာမလို့ရုပ်လည်းပြစရာမလို့နော်ဆရာမရှိမှမေးမေးဘသူရှိမှမေးမေးဘယ်တင်မေးလို့အလိမ်မခံခြင်းမိမိရဲ့ Facebook profile ပိတ်သွား profile မှာမိမိပုံမတင်နဲ့မိမိအကြောင်းမေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့မွေးနေမွေးလာမွေးခွန်းနေတဲ့ညံပူဇော်ကပေးလိုက်သူဟောတာကိုအစဆုံးနှောင်းဆယ်ဝင်းဟောရင်ကိုကိုွေးမှန်ရင်အဲ့ဒီဆရာတကယ်မှန်တာ အဲ့ဒီလိုမဟုတ်ဘူးဟိုဓာတ်ပုံပြအောင်လို့ဘာဖြစ်တာတော့လို့ဘာကူညီပြအောင်အဲ့ဒါဆိုလိမ့်တာနော်ဆီယမရှိပေးနေမေးလေအဲ့ဒီလိုလာမေးဆီယမရှိလဲကြိုက်မလာမေးမကြိုက်လာမမေးနဲ့နော်ဘသူ့ဟိုမှာအတင်းခေါ်ပြီးမဟုတ်အဲ့ဒါဆီယမရဲ့စတိုင်ပဲပုံမွင့်လင်းလင်းပြောတာလေဟုတ်တယ်လေလူကဆီယမရှိမှမေးခြင်းစိတ်ရှိမှလာမေးလို့ရမှာပါဆီယမအတင်းနင်လာမေးရမယ်လို့ဘလို့မှမပြောနောက်တစ်ခုပြောမှဘေးရင်မေးတိုင်းရေရရခြေစရာမလို့ရေရရဆိုတာလူတိုင်းလဲခြေလို့မရဘူး လူတိုင်းချီလို့မရဘူးဆိုတော့ဘာလဲသူ့ကံကြောင့်ဖြစ်နေတဲ့အရာတွေကိုသူ့ရဲ့အတိတ်ဘဝပြုခဲ့တဲ့ကုစုကံအကုစုကံကြောင့်ဖြစ်နေတဲ့အရာတွေကိုရေရရာချီလို့မရအောင်နော်အဲ့ဒါမှတ်ထားတချို့ line မှာမှာအကျွေးကြည်ရေရရာလို့တင်လို့ရှိရင်ပဲလူတွေကရောက်ရက်ခံနေရအကျွေးကြည်ရေရရာဆိုတာမရှိဘူးအကျွေးဆိုတာယူပြီးသွားရင်ဆက်မှကြည်တာပြောတာမယုံနဲ့လက်တွေဆန်းကြည့်အကျွေးကြည်ရေရရာကိုယူပြီးတော့ကိုယ့်အိမ်မှာလှုပ်ထားပြီးတော့အကျွေးမဆက်ပဲငုတ်တုတ်ထိုင်နေကြည့်အဲ့ဒီအကျွေးကြည်သွားရင်မြကြခင်ကိုလာပြော ညကြခင်ကစိန်ခေါ်ပြီးပြောတာပြောတယ်ဆိုတာမှန်တာပဲပြောတာလိန်ပြောတာမဟုတ်အတွေးဆိုတာမယူမဆက်ချင်မယူနဲ့ဆက်ပြီးယူပြီးသွားရင်ဆက်အမဆက်မှကြေမဲ့အတွေးကိုရေရာလုံးလို့ကြေတယ်ဆိုတာလိန်တာနော်နောက်ရေရာခြေတိုင်းမရဘူးနော်ဟိုမှာဟိုကောင်မလေးအိမ်ကထွက်သွားတဲ့ယောက်ျားဖောက်ပြန်သွားတဲ့လူတီရှူးလေးပေါ်မှာကြက်သွန်ပြူလေးလုံးမဲ့ဘာလေးလုံးလိုက်အဲ့ဒါလိန်နေတာအဲ့ဒီလိုလောက်တယ်ဆိုလို့ရှိရင်လို့ပြန်လာမလားမလားမလားလက်တွေလောက်ကြည့် ဆရာမပြောတာကိုလုံးဝမယုံနဲ့လက်တွေလှုပ်ကြည့်လက်တွေလှုပ်ပြီးတော့မှဖြစ်နိုင်ကြီးမဖြစ်နိုင်နေကိုယ့်ဘာကိုစဉ်းစားနော်ဆရာမလက်တွေသမားဘေးဒင်းဟောဇာတာဘေးဒင်းဆိုတာတော့ဆရာမကဘေးဒင်းဆိုရင်ဒါနှိမ့်အောင်နေသေးတယ်ဆရာမတို့ကဇာတာဟောတာဇာတာလို့သုံးပါမှာ တကယ်လည်းဒီလိုဇာတာဟောတာလေကာယကံရှင်ကိုပြောထားတာရှင်ရဲ့ဘေးဒင်းဆရာမဇာတာဆဟောတာ20နှစ်ရှိပြီ21မိနစ်တနည်းမှာဟောစားတာမဟုတ်ဘူးနော် ဟောတော့ငိုင်းမြန်မာလိုပြောထားတာမိမိရဲ့ Facebook ဆရာမရှိမှမှန်ဦးမှန်တဲ့သိကျင်တဲ့ကိုကိုတိုင်းလာမေးလို့ပြောပြီးသားမိမိရဲ့ Facebook profile ပိတ်ခဲ့ profile မှာမိမိပုံမတင်နဲ့မိမိအကြောင်းမေးလည်းမပြောပြနဲ့ကြိုလည်းမပြောပြနဲ့ဗီဒီယိုကောခေါ်ပြီးရုပ်ကြည့်ပြီးမဟောဘူးလို့ပြောပြီးသားမွေးနေမွေးလာမွေးခွနဲ့ညံပူစောကပဲပြီးကြံတာပါဇက်ပေါက်ပိတ်နေပါအလှဲ့ကြဟောပြီးတဲ့အချိန်ကိုစောက်ပါလို့ပြောပြီးသားကာယကံရှင်ဇာတာရိုက်တာနဲ့ဘဝတသက်သာလုံးဇာတာတဲ့ပါတာအကုန်ဟောတာရှေ့ဖြစ်မဲ့လီလာတာကိုကြိုဟောတာ ဲ့ဒါတော့မှဟောပြီးသွားရင်လူတိုင်းကိုပြောတယ်ဆရာမကြီးဇာတာဆက်တဲ့လူတိုင်းသိတယ်မှန်မှနောက်မေးမမှန်နောက်မမင်းနဲ့လို့ပြောတာအဲ့ဒါများကြခင်ပဲနော်လိုင်းမမဘေးရင်ဟောစားတဲ့လူတွေအများကြီးများကြခင်လို့ဟောတဲ့ပြောတဲ့လူရှိလားရှိရင်ခေါ်လာပြ